အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်အချိန်တော်ကြာစောင့်နေတဲ့ International Break လဲပြီးပြီ။ဒါဒီတစ်ပတ်ကကျွန်တော်တို့စိတ်ဝင်စားစရာဥရောပ Champion League ပွဲပွဲစဉ်၅ရောက်လာပြီ။ Champion League ကအခု halfway through ၄ပွဲပြီးသွားတဲ့အချိန်မှာ၄ပွဲသလုံးနိုင်ထားတဲ့အသင်း၃သင်းရှိတယ်။ ကျန်တဲ့သိနေကတော့စပြီးတော့နိုင်ပွဲပျောက်လာတာတို့တေးကြတဲ့ရလက်ဒီရမရော့တာတွေစတိုက်ဖြစ်လာပြီဆိုတော့ချန်ပီယံလိအခုလောလောဆယ်အနေထားရာကျွန်တော်တို့ဒီတစ်ပတ်မှာပွဲကောင်းနေအများကြီးပါတယ်အဲ့ဒီမှာအကောင်းဆုံးဖုံရနေတဲ့ဘိုင်မြူနစ်နဲ့အာဆင်နယ်ထိပ်တိုက်ပွဲရှိတယ်ဘာစီလိုနာသင်းနဲ့ချယ်ဆီရဲ့ထိပ်တိုက်ပွဲအပါဝင်ပွဲစဉ်ကားမှာကျွန်တော်တို့ပေးသက်တီမျောလင့်ထားတဲ့ပွဲကြီးပွဲကောင်းနေပေါ့လေနောက်တစ်ခုကဥရောပ ချန်ပီယံလိရဲ့ဝင်ခွင့်ရတဲ့အဆင့်၅နေရာက အသင်းဟာဒီချန်ပီယံလိနဲ့ဥရောပပြိုင်ပွဲတွေမှာပေါ်ဖော်မန့်ကောင်းရင်နောက်ထပ်တနေရာအဆင့်၅အတွက်ကိုဒါနှစ်သင်းဝင်ခွင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ပရီးမီးယားလိတို့လာလီဂါတို့ CDA တို့ဘွန်ဒစ်စလီဂါနဲ့ဥရောပလိတွေကလည်းအပြိုင်ရှိတာပေါ့လေဆိုတော့ကျွန်တော်ပွဲစဉ်၅မှာကျွန်တော်တို့တကယ်ကိုပွဲကြီးပွဲကောင်းတွေက Paris Saint-Germain နဲ့ Tottenham Hotspur ပွဲရှိတယ်။နောက် Liverpool က PSV Eindhoven ရှိတယ်။ Atletico Madrid နဲ့ Inter Milan ပွဲအပါအဝင် Arsenal နဲ့ Bayern Munich ပွဲရှိတယ်။နောက်တစ်ဖက်ကတခြားပွဲစဉ်တွေထဲမှာ Manchester City Liverpool ပွဲအပါအဝင် Chelsea နဲ့ Barcelona နဲ့ Borussia Dortmund နဲ့ ဖလာရီရဲ့ပွဲတွေရှိတယ်ဆိုတော့ကျွန်တော်တို့ခုပထမပွဲစဉ်1ပွဲစဉ်2ပွဲစဉ်3ပွဲစဉ်4အထိမှာအင်္ဂလိပ်ကလပ်တီတော်တော်လေးပေါ်ဖော်မန်ကောင်းတယ်လို့ပြောလို့ရတယ်။အင်္ဂလိပ်ကလပ်တီထဲမှာအာဆင်နယ်သင်းနဲ့ထော့တနမ်ဟော့စ်ပါ၊မန်ချက်စတာစီးတီးသင်း၃သင်းကရှုံးပွဲမရှိကစားထားတယ်။ရှုံးပွဲမရှိကစားတာကစုစုပေါင်း၅သင်းရှိတယ်။ဂျာထိတ်ကဘိုင်မြူးနစ်ရဲ့ပြီးတော့မှအာဆင်နယ်ရဲ့ Inter Milan ရဲ့ Manchester City ရဲ့ပြီး Tottenham Hotspur ရဲ့ငါးသင်းရှုံးပွဲမရှိကစားထားပြီးတော့အမတ်လုံးဝမရသေးတာကနှစ်သင်း Benfica နဲ့ AS နှစ်သင်းရှိတယ်ဆိုတော့ Jose Mourinho လက်ထက်မှာ Benfica ကလုံးဝရုံးကန်ရတဲ့၃ပွဲတောင် Champions League ရှုံးထားတယ် AS ကလည်းနီးပြအပြောင်းလဲဖြစ်ထားတယ်ဆိုတော့ Champions League မှာအခုလောလောဆယ်အနေထားရကျွန်တော်အခုဒီ Champions League ပြိုင်ပွဲမှာ Champion ဖြစ်ရင်ရနိုင်မဲ့စုချင်းဝင် Champion ဖြစ်တဲ့အသင်းတစ်သင်းရဲ့ Total စုချင်းဝင်ဟာအများကြီးရနိုင်တယ် ဆိုမနစ်ကတော့ကဥရောပချန်ပီယံလိရခဲ့တဲ့ Paris Saint-Germain ကသူတို့ရဲ့ total စုချင်းငွေပေါ်လေချန်ပီယံလိရဲ့ boost ကရတဲ့ဒီ sponsor ဒီ boost ကရတဲ့ jersey ပါဝင်ချန်ပီယံဖြစ်တဲ့စုချင်းငွေရဲ့ total အားဖြင့် euro 183တန်းထိရတယ် ဒါ American Dollar ဆို215တန်းရတယ် BSC ကဒါတကယ်ကို performance အကောင်းကြီးနဲ့ရခဲ့တာဖြစ်ပြီးတော့ဒါသူတို့အတွက်ဂျင်းနဲ့ဆရာ performance ဖြစ်တယ်အဲ့လောက်ဆက်တွဲမှာတခြား Champion League အသင်းတွေတော်တော်များများကလည်း BSC လိုမျိုးမျောလင့်ထားတာပေါ့လေဆိုတော့ဒီနေရာမှာဥရောပ Champion League ကဘာကြောင့်အဲ့လောက်ထိရလဲဒီနေရာဒီဥရောပ Champion League ဝင်ခွင့်ရထားတဲ့အသင်းတွေထဲမှာ Champion League ဝင်ခွင့်ရတာနဲ့ရမယ့်စုချင်းငွေတွေကလည်းကြောက်ခမန်းလိလိပဲဒီနေရာဒီဥရောပ Champion League အတွက် UEFA ကနေပေးဖို့အတွက်တိုတယ် အားဖြင့် performance rate ကို37.5ပေါင်နဲ့ဆိုရင် euro 926တန်းထိ overall ပေးမယ်အဲ့ထဲမှာကျွန်တော်တို့ equal share ဆိုပြီးတော့ champion league ပြိုင်ပွဲကိုစရတဲ့ rate က27.5%နဲ့အဲ့ဒါက euro 689တန်းကိုအသင်းတိုင်းကအနည်းဆုံး18.6တန်းကနေ ဒါ16တက်သမား8တန်းထိရမယ်။အဲ့ကနေမှစ performance လိုက်အစင်စစ်ပြီးတဲ့ခါမှာ champion ဖြစ်မဲ့အသင်းကနေ whole out ထိမှာ lead face တစ်ပွဲကိုသူတို့နိုင်ပွဲတစ်ပွဲရရင် euro 2တက်သမားတန်းဒါပေမဲ့အဲ့မတိုင်ခင်မှာ champion league ကနေတခြားပေးမဲ့အစင်စစ်တွေတော်တော်များများရှိတဲ့အထက်မှာဒါကျွန်တော်တို့အခု champion league ပြိုင်ပွဲကိုစပြီးတော့ဝင်ရောက်ရှင်ပြိုင်ခွင့်ရပြီဆိုတာနဲ့ playoff အဆင့်မှာတင်စုစုပေါင်း2တက်သမား2တန်းပေးတယ် အိုက်ကဒီမှာဆင်ကျွန်တော်ခုနပြောတဲ့အုပ်စုဆင် leaf face ရဲ့36တင်းအဆင့်ကိုရောက်ရင် euro 18.6တန်းရမယ် leaf face ဘွဲဆင်တပွဲ9တိုင်း2.1တန်းရပြီးတော့ leaf face ဘွဲဆင်ရဲ့တပွဲတေချာ euro 9တန်းရမယ်အိုက်ကဒီမှာဆင် bonus အနေနဲ့ leaf ranking တိကနေ24ထိပါတဲ့မှာအစင်လိုက်အပြင်ယူရို2သိန်းခွဲကနေယူရို6သန်းထိပေးမယ် so 1 to 8ရတဲ့အသင်းတွေကနောက်ထပ် price တွေအများကြီးရမယ်ဒါအပြင် leaf face top 8သိန်းနဲ့ဝင်တဲ့အသင်းကနောက်ထပ်အပူ2သန်းထပ်ရမယ်ပြီးတော့မှဒါ leaf face မှာ ranking 6ကနေနောက်ဖက်ရောက်သွားတဲ့အသင်းတွေကယူရို3သန်းရပြီးတော့ knockout site ကိုတက်ပြီးဆိုတော့ ਨੇ 10သန်းရပြီ ိုက်ကနေမှဆင်း round of 16က17တန်း quarter final က17.5တန်းနဲ့ semi final က15တန်း final ကိုတက်ရင် euro 18.5တန်း champion ဖြစ်မယ်ဆိုရင်25တန်း so psg ကပြီးခဲ့နှစ်ကပြိုင်ပွဲအဆင်ဆင်ကနေရလက်တီကောင်းပြီး champion ဖြစ်တဲ့အချိန်မှာ total သူတို့ရတာ euro တန်း180ကျော်ရတယ်183တန်းဒါ sponsor dd body ufa ရဲ့ market pool တွေခွဲတာတွေဒါတော့မှကျွန်တော် super cup ခံရမယ် club world cup ခံရမယ်တခြားတခြားသောခံစား권တွေ fifa ရဲ့ confederation တိုက်ကြီး လိုက်ဖလားတွေကိုကန်ရမယ်ဆိုတော့အခုဒီယာတီချန်ပီယံလိပြိုင်ပွဲမှာ အာစနယ်အသင်းနဲ့ဘိုင်မြူးနစ်အသင်းရဲ့တစ်ဖက်ကအင်တာမီလန်အသင်းနဲ့၃သင်းကအခုလောလောဆယ်အနီးထားရပွဲတိုင်းနိုင်ထားတယ်ဆိုတော့သူတို့ပွဲတိုင်းနိုင်ထားတဲ့အတွက်ကြောင့်သူတို့က lead phase ကိုရောက်တာနဲ့ဆက်ဆက်ချင်းရတာက18.6တန်းရထားပြီးတော့အဲ့ဒီတော့ပိုင်းမှာ၄ပွဲဆက်တိုက်နိုင်တဲ့အတွက်ကြောင့်သူတို့ကတပွဲကို1.1တန်းနဲ့သူတို့8.4တန်းရထားတယ် ဒါဆို၈တမ၄တန်းရတော့အခုလောလောဆယ်မှာဘိုင်မြူနစ်နဲ့အာစနယ်နဲ့အင်တာမီလန်၃တင်းဟာတင်းကို၂၈တန်းထိရထားတယ်သူတို့ကအများဆုံးရထားတာသူတို့ကအများဆုံးရပြီးတော့မှမန်ချက်စတာစီးတီးကတေးတပွဲပါတော့ အိုက်ထဲကနေသူတို့လဲတန်း25တန်းပဝင်ကျင်လောက်ရထားတယ်ဆိုတော့ချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းတစ်သင်းတို့က price ကအကြောက်ခမလိလိပဲဒါကြောင့်ဒါတော့မှနော် top 8ထဲရောက်ရင်နောက်ထပ်အပိုးရမယ်ရှုံးထွက်ရောက်မယ်ဆိုတော့အသင်းတိုင်းတို့က financial ဟာအရင်အတိတာတယ် Europa League ကတိတာတယ်ဗျ Europa League မှာရတာ ਨੇ ဆိုတော့ဒီနေ့ရာသီမှာအခု Bayern Munich က၄ဘွယ်ကစား၄ဘွယ်နိုင် Arsenal က၄ဘွယ်ကစား၄ဘွယ်နိုင် Inter Milan က၄ဘွယ်ကစား၄ဘွယ်နိုင်ဆက်နံပါတ်ရပြီးတော့ Man City က7 Paris Saint-Germain Newcastle ရယ်မဒရစ်လစ်ဗာပူးဂါရာဆာရီအားလုံးက6မှတ်နဲ့ရှုံးပွဲမရှိဘဲရှိနေသေးတဲ့ထော်နာဟော့စပါက10မှတ်ဇာအောက်ဆုံးမှာကျွန်တော်နိုင်ပွဲလုံးဝမရသေးတဲ့အသင်းတွေထဲမှာဘိုဒိုဂလင်းရှိတယ်စလာဗီးယားပရာဟာရှိတယ်အိုလံပီယာကော့ရှိတယ်ဗလာရီယာရှိတယ်ကိုပင်ဟေဂင် ခါရရဲ့ဘန်ဖီကာနဲ့ IS2 ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါကအခုလောလောဆယ်ဆိုတော့ဒီဒီဘက်မှာကျွန်တော်တို့ပွဲစဉ်၅လုံးဝနိုင်ပွဲပြောင်းနေတဲ့ IS နဲ့ဘန်ဖီကာထိတ်တိုက်တွေ့မဲ့ပွဲအပါဝင်အင်ဂါနီညမှာပိုရီရှာဒေါ်မန်နဲ့ဗီလာရီယပွဲရှိမယ်ချယ်ဆီကစတန်ဖို့ဘစ်မှာဘာစီလိုနာနဲ့တွေ့မယ်မန်ချက်စတာစီးတီးကဘိုင်ယန်လီဗာကူစနဲ့တွေ့မယ် ညူကာဆယ်ကမာစီကိုအဝေးကွင်းသွားကန်ရမယ်ပွဲပထမနေ့မှာပွဲကောင်းနေရှိတယ်ဒုတိယနေ့မှာပိုကောင်းတဲ့ပွဲတွေရှိတယ်အာဆင်နဲ့ဘိုင်မြူးနစ်ထိပ်တိုက်ပွဲရှိတယ်ဖိုင်ဖန်နဲ့အတ္လန်တာရှိမယ်လီဗာပူးက PSV အိုင်ဟိုဗန်ပါရီစိန့်ဂျာမိန်နဲ့ထော့တနဟော့စပါပွဲတွေရှိတယ်ဆိုတော့ချန်ပီယံလိကအခုလောလောဆယ်မှာပွဲစဉ်၄ပြီးတော့ပွဲစဉ်၅ရောက်တဲ့အချိန်မှာနာပိုလီတိုက်စီမှုဖစ်တာအော်စီမန်က6ဂိုးသွင်းထားတယ်သူကလည်းအခုလက်ရှိမှာ၄ပွဲမှာမန်နိုသမက်3ပွဲထိရပြီးတော့6ဂိုးသွင်းထားပြီးတော့ဟာရီကိန်းရဲ့ဟာလန်ရဲ့အမ်ဘာပေ ရေက၅ခုစီတွင်ထားတယ်လော်တာရိုမာတီနက်စ်ရဲ့အန်တိုနီဂေါ်ဒန်နဲ့မာကက်စ်ဝက်ရှုက၄ခုတွင်ထားပြီးတော့မှ၃ခုတွင်ထားတဲ့ကစားသမားတွေအများကြီးရှိတယ်ဆိုတော့အခုချန်ပီယံလိရဲ့ဟက်ဝေးကလပ်ကချယ်ဆီနဲ့ဘာဆိုနာအာဆင်နဲ့ဘိုင်ယန်မြူးနစ်ပါရီစိန်ဂျာမင်နဲ့ထော့တနမ်ဆိုအဓိကအင်္ဂလိပ်ကလပ်တွေဟာချန်ပီယံလိပြိုင်ပွဲမှာအခုလောလောဆယ်မှာစွမ်းဆောင်ရည်ကောင်းပြနေတဲ့အတွက်လက်ကျန်တနေရာအတွက်ချန်ရှိလို့2026ချန်ပီယံလိဖိုင်နယ်ကတော့ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့မှာရှိတဲ့ပူစကက်အရီနာမှာကျင်းပမှာဖြစ်တယ်ဒါကလည်းပူစကက်အရီနာမှာဟ န်ကီစီကအိမ်ခွင်းအဖြစ်ကျင်းပခွင့်ရမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ချန်ပီယံလိပြိုင်ပွဲရဲ့ဒါလာမယ့်2026 29ဆိုရင်ဒါဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာကျင်းပမှာဖြစ်တယ်ဒီနေ့ဖိုင်နယ်ကတော့ World Cup ပြိုင်ပွဲရှိတဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းတော့စောလိမ့်မယ်ဆိုဖိုင်နယ်ကိုကျွန်တော်တို့အခုလောလောဆယ်အနေထားရချန်ပီယံလိကအခုလက်ရှိအနေထားရဆိုရင်ဖိုင်နယ်ကျင်းပမှာက2026မေလ30ရက်နေ့မှာကျင်းပမှာဖြစ်တယ် Quarter Final ကို April 9ရက်ရှိရပြီးတော့14ရက်15ရက် Semi Final ကို April 28 29 မေ9 6မှာဖြစ်ပြီးတော့ final ကမေလ30ရက်နေ့နောက်တစ်ခုက Champion League ပြိုင်ပွဲမှာအခု Lee Face ကဲ့ အဆင့်1နဲ့အဆင့်2အသင်ဟာဘောလူပွဲအထိ all the way ထိတိုက်တွေးဆောင်ခြင်းမရှိဘဲ final ချမှာတွေးမှာဖြစ်လို့အဆင့်1ကနေအဆင့်8ရတဲ့အသင်တွေအားလုံးဟာရှုံးထွက်အဆင့်ရောက်တိုင်းမှာကိုယ်ပြိုင်ပတ်ချက်ကိုကအုပ်စုတွေမှာ right မိခဲ့ရင်ဒုတိယကြော့ပွဲကိုအိမ်ကွင်းမှာအဲခံရမှာဖြစ်တယ်။ဒါကဒီရာသီမှာထူးခြားတဲ့အချက်အနေနဲ့ထိတ်ရောက်တဲ့အသင်တွေကိုဦးစားပေးပြောင်းလဲထားတာဖြစ်ပြီးတော့ချန်ပီယံလိဂအခုဆိုရင်ပွဲစဉ်ကားနဲ့စိတ်ဝင်စားစရာအခြေအနေကိုရောက်လာပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။